အားလုံးပဲမင်္ဂလာပါကိုယ့်ရဲ့ဖုန်းထဲမှာဓာတ်ပုံတဲ့ဗီဒီယိုတွေကိုဘာ application မှာထပ်ထည့်စရာမလိုဘဲနဲ့ဖွက်ထားလို့ရတဲ့နေလေးကိုသိချင်ပါတယ်လားသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်ပါပဲပြုလုပ်နည်းလေးကတော့မိတ်ဆွေရဲ့ဖုန်းထဲကဖိုင်မန်နေဂျာကိုဖွင့်လိုက်ပါ ဖိုင်မန်နေဂျာတဲ့ကိုရောက်ပြီဆိုရင် internet store တွေနဲ့ sd card နှစ်မျိုးတည်းကကြိုက်နှစ်တရာကိုရွေးပါ ရွေးပြီးပြီဆိုရင်အဆက်ကလေး30ကိုနှိပ်ပြီးတော့ create folder ကိုဆက်နှိပ်ပေးပါ folder အမည်ပေးတဲ့အခါကိုကြိုက်တဲ့တရားအမည်ကိုပေးလို့ရပါတယ်အရေးကြီးဆုံးကအဲ့ဒီအမည်ရဲ့ရှေ့မှာအဆက်ကလေးတစ်စက်ထည့်ခဲ့ဖို့ပါပဲအမည်ပေးပြီးပြီဆိုရင် create ဆိုတာလေးကိုနှိပ်လိုက်ပါ ကိုအမည်ပေးခဲ့တဲ့ဖိုလာလေးရလာမှာပဲဖြစ်ပါတယ် အဲ့ဒီဖိုတာလေးထဲမှာ ကိုကြိုက်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေထည့်ထားလို့ရပါပြီဓာတ်ပုံတွေဗီဒီယိုတွေဘယ်လိုထည့်ရမလဲဆိုတာကိုတော့နောက်ဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ